က်ဆင်းရဖို့အခက်အခဲရှိတဲ့သူလေးတွေ writing အားနည်းတဲ့သူလေးတွေအားတစ်ချိန်နဲ့တူတူတစ်ခါလေးရေးကြည့်ရအောင်ဒီတစ်ခေါက်တစ်ချိန်လို့ရေးမယ့်အကြောင်းအရာလေးကတော့ the first time i try my favorite food ဒီချိန်မှာတော့တစ်ချိန်ဒီတစ်ချိန်ကြိုက်တဲ့အစားစာ sushi ဖြစ်တဲ့အတွက်ကြောင့်တစ်ချိန် sushi ကိုပထမဦးဆုံးစားဖို့ခဲ့တဲ့အချိန်လေးကိုရေးသွားမှာဖြစ်ပါတယ်ဒါဆိုကိုကလေကိုအကြိုက်ဆုံးအစားစာပါလေဒါလေးကိုကိုပထမဦးဆုံး စားခဲ့တဲ့အချိန်လေးကိုရေးမှာပေါ့နော်။ဒါအကြီးကျယ်အဖြစ်တချယ်ရီရဲ့ writing အမျိုးအစားဒီ narrative writing ဖြစ်မှာ ဖြစ်တယ်။ narrative writing ဆိုတာကဒီတချယ်တို့ဒီအချိန်ကာလတစ်ခုမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကိုမိမြန်းပြီးတော့ဒါပြန်ခေါ်ပြီးတော့ရေးတဲ့ပုံစံမျိုးလေးပေါ့။ဒီအတွက်ကြောင့်လည်းအသုံးများတဲ့ tense ဒီနေရာမှာတော့ past tense တွေဖြစ်သွားမှာပါရှင်။ဒီတစ်ခေါက်တချယ်တို့ B1 level လောက်ကိုသွားမယ်။ပြီးတော့တချယ်ဒီမှာ sentence structure လေးတွေကိုမတူညီတဲ့ sentence structure လေးတွေနဲ့သုံးပြထားပါရှင်။ ကဲအရင်ဆုံးတချို့မရေးခင်ဒါလေး၅ခုလောက်ရင်စဉ်းစားကြည့်ရအောင်နော်ဒီအစားအစာနဲ့ပတ်သက်ပြီးတော့ကိုမစားခင်မှာဘယ်လိုခံစားခဲ့ရလဲ for example ဥပမာကိုအကြိုက်ဆုံးအစားအစာလေးက cake ဆိုရင်ဒါဆိုရင် cake ကိုမစားခင်တော့ကိုဘယ်လိုမျိုးခံစားခဲ့ရလဲကိုဘယ်အရွယ်လောက်မှစပြီးတော့စားဘူးတာလဲအဲပြီးတော့စားပြီးတဲ့နောက်မှာကိုရဲ့ခံစားချက်ကဘယ်လိုရှိခဲ့လဲပြီးတော့အရသာဘာလို့ရှိလဲပြီးတော့ဒါနဲ့ပတ်သက်ပြီးကိုအထူးနှစ်ချိုက်ခဲ့တာကိစ္စဘာလဲပေါ့နော်ကဲဒါဆိုကိုအကြောင်းလေးကိုအရင်ဆုံးစဉ်းစားကြည့်ရအောင်ပြီးတော့မှ sentence တစ်ကြောင်းသင်းစီရေးကြည့်ပါမယ် ပထမအဦးဆုံးတစ်ချက်ကိုဒီ sentence structure လေးကိုလေ့လာကြည့်မယ်နော်

dependent clause တခု independent clause တခုနှစ်ခုပါဝင်ပြီးတော့ဒီနေရာမှာတစ်ချက်ဟွမ်းနဲ့စထားတဲ့ဒီ subordinating conjunction လေးကိုသုံးထားပါတယ်။အဲ့ပြီးဒီမှာလဲ comma လေးပါတယ်ဆိုတာလည်းမမေ့ပါနဲ့နော်။ကဲဒါဆိုကိုကဥပမာဒါလီယာ cake ကိုကြိုက်တာဆိုရင် when i tried cake for the first time i was a little အဲ့ကိုရဲ့နောက်ဘက်ကဒါကုခံစားချက်ကလေးပေါ့နော်။ဒါဆိုတစ်ခါလေးလိုက်ရေးပါ။ပြီးသွားရင်နောက်ထပ် sentence တခု ဒီတစ်ခေါက်ကတော့ကိုကဘယ်အသက်အရွယ်မှာစားခဲ့တယ်ဘယ်လိုမျိုးကြောင့်စားဖူးခဲ့တယ်ဆိုတာလေးရေးကြည့်ရအောင် I was above 12 years old and my family took me to a Japanese restaurant. ကိုကတော့12နှစ်အရွယ်လောက်တုန်းကကိုရဲ့မိသားစုကဂျပန်စားတောက်ဆိုင်ဒီဇိုင်းကိုခေါ်သွားပြီးလို့စားခဲ့မှုတာဖြစ်တယ်။ကဲဒါဆိုရင်ဒီ sentence လေးကိုကြည့်ခြင်းအပြင်တချို့ရဲ့ဝါကျလေးဒီ compound sentence လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ဒီနေရာမှာ and and ဆိုရယ် coordinating conjunction ကိုတုံးထားပြီးတော့ independent clause နှစ်ခုပါဝင်လို့ဖြစ်ပါတယ်ဒီအတွက်ကြောင့်မယ်ဒီချက်လေးဒီမှာ comma လေးကုတ်ရပါတယ်ရှင်အဲဒီ count ကိုကလေကိုအသက်အရွယ်ဘယ်အရွယ်လဲဥပမာ10 years old လာဆနာကိုကြိုက်တဲ့အစားအစာကိုစပြီးတော့စားဖူးခဲ့တာကဘယ်အရွယ်လဲပေါ့နော်ခံမှန်းကြည့်လေးရေးကြည့်ရအောင်ပြီးတော့ရင်ကိုဘယ်သူဝယ်ကြွေးတာလဲဒါမှမဟုတ်ဘယ်သူချက်ကြွေးတာလဲဘယ်သူကလက်ဆောင်လာပေးတာလဲဒါလေးကိုရေးကြည့်ရအောင် okay တခါလေးရေးပြီးပြီဆိုရင်နောက်ထပ် sentence structure လေးကိုလေ့လာပါမယ်ဒီတစ်ခေါက်ဒီချက်တို့ရေးသွားမှာကတော့ if i I didn't know I would enjoy raw fish but I decided to be brave and give it a try. ကိုကြိုက်ပါမလားတော့မသိဘူးပေါ့နော်။ဒါအောင်မြင်တဲ့အချိန်မှာငါစိမ့်ဆိုတော့ကြိုက်ပါမလားတော့ကိုမသိခဲ့ဘူး။ဒါပေမဲ့ကိုကစူးစမ်းပြီးတော့ဆမ်းပြီးတော့ဒါစာကြည့်ခဲ့တယ်ပေါ့နော်။စာကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီ sentence လေးကိုကြည့်ကြရအဖေတချို့တို့ဒီမှာဆိုရင် compound complex sentence structure ကိုသုံးထားတာဖြစ်ပါတယ်။ဘာကြောင့်လဲ?ဒီမှာဆိုရင် subordinating conjunction နဲ့ဆက်ထားတယ်။ dependent clause တွေလည်းပါတယ်လို့ independent clause တွေလည်းပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ โอเคကဲဒါဆိုရင်ကိုယ့်ရဲ့အကြိုက်ဆုံးစာစာကိုလည်းဒီလိုပုံစံမျိုး sentence လေးတွေကိုကြည့်ကြည့်ပြီးတော့ရေးကြည့်ရအောင် for example i didn't know if i would enjoy အနောက်ဘက်ကနေပြီးတော့မကိုဆွနာရေးထားတဲ့အစားအစာပေါ့နော် but i decided to be brave and give it a try ဒီအနောက်က sentence လေးကကိုခန်းစားချက်နဲ့တိုက်ဆိုင်မယ်ဆိုရင်ဘာမှတော့ပြင်စရာမလိုဘူးပြန်ရေးရုံပဲเนาะဒီနေရာ raw fix ဆိုတဲ့နေရာလေးပဲဒါနည်းနည်းပြင်လိုက်ရုံပဲโอเคကဲဒါလေးရဲ့ sentence 3လေးဖြစ်သွားမယ်ပြီးသွားရင်ဒီချေတို့နောက်တစ်ကြောင်းအနေနဲ့ ကိုဒါကိုပထမဦးဆုံးပေါ့နော် ဇက်ထဲမှာညီးကြည့်လိုက်တဲ့အချိန်မှာဘာဖြစ်သွားခဲ့လဲပေါ့နော် so when i tasted my first sushi roll i was surprised it was fresh soft and full of flavor so ကိုတောင်ပထမဆုံး sushi ကိုပထမဆုံးအလေးကိုစားကြည့်လိုက်တဲ့အချိန်မှာအရင် surprise ဖြစ်သွားတယ်ကိုရဲ့ feeling က fresh ဖြစ်တယ် soft ဖြစ်ပြီးတော့အရသာတွေအဆုံးပါတယ်ပေါ့နော်ဒီနေရာမှာဆိုတချို့တွေဒီ dependent clause တခုသုံးထားတယ်ပြီးတော့ independent clause တွေလည်းသုံးထားပြီးဒီနေရာမှာတချို့ထူးထူးခြားခြားလေးဖြစ်သွားအောင် sentence ကို extra information တွေဒီဘက်ကနေဖြည့်ဆွတ်ပြီးတော့ထည့်တဲ့အခါမျိုးမှာ ာတစ်ချက် m- အမျိုးအစားကိုသုံးသိထားပါတယ်ဒီနေရာမှာဒါမသုံးချင်ဘူးဆိုလို့ရှိရင်လည်းကိုယ်ဒီလဲ column လေးကိုသုံးလို့ရပါတယ် เนาะဒါကိုကြည်ချင်းအားဖြင့်တချို့လူတွေဒီ punctuation ရဲ့သဘောတရားကိုလည်းနားလည်တယ်ဆိုတော့ကိုစာကိုစစ်မဲ့ examiners ကိုပြလိုက်တဲ့သဘောမျိုးဖြစ်ပါလိမ့်ရှင်။ကဲဒီနေရာမှာတချို့တို့က surprise မဖြစ်ဘူးတချို့ရဲ့တခြားရေးချင်တာလေးရှိတယ် fresh မရေးချင်ဘူးတခြားရေးချင်တာလေးရှိတယ်ဆိုရင်လေဒီအစားအစာကိုဖော်ပြပေးနိုင်တယ်ဥပမာ mouth watering တကယ်လို့တရေကြလောက်တဲ့အစားအစာမျိုး tender ပျက်ပျော့နူးနူးညံ့ညံ့လေးပေါ့ဒါမှမဟုတ် crunchy ကျွတ်ကျွရွရလေးအစားရှိတဲ့ဖြင့်ဒီအစားအစာကိုဖော်ပြပေးနိုင်တဲ့ adjective လေးတွေအစားထိုးပြီးသုံးရင်လည်းရပါတယ်။ဒါမှမဟုတ် ကဲဒါဆိုရင်နောက်ထပ် sentence structure တခုအနေနဲ့ကိုကဘာကိုအထူးနှစ်ချိုက်ခဲ့တယ်ပေါ့နော်ဒီအစားအစာနဲ့ပတ်သက်ရင် so i especially love the combination of rice so, uh, fish and soy sauce အဲဒါဆိုကိုကြိုက်တာလေးကတော့ဆန်ထမင်းရယ်ငားရယ် soy sauce ရယ်ပေါင်းထားတဲ့ဒီ taste ကိုကြိုက်တာပေါ့နော်ကဲဒါဆိုရင်ကိုကိုရိုင်းကရောဘာကိုအထူးနှစ်ချိုက်ခဲ့တာလဲဒါနဲ့ပတ်သက်ရင်ဒါဆိုရင်ဒီရှေ့ရဟာဒီအကလုံးပြန်ကူးယုံမယ်အနောက်မှာကိုကြိုက်တဲ့အစားအစာလေးဒါလေးပေါ့နော်ဒီဥမာကိုပထမဆုံးဒီ cake ကိုစားခဲ့ဘူးတော့ကဒီ cake နဲ့ပတ်သက်ပြီး cream ကိုကြိုက်တာ ာလားသူထဲမှာပါတဲ့ယူကိုကြိုက်တာလားဒါမှမဟုတ်ကိတ်သားကိုကြိုက်တာလားဘာလို့အထူးသဖြင့်ပြစ်ခြိုက်ခဲ့တာလေပေါ့နော်။ကဲဒီ sentence လေး၅ခုကိုရပြီဆိုရင်တော့တချို့တွေဒီ paragraph ရေးဖို့အတွက် ready ဖြစ်နေပါပြီ။နောက်ထပ်ဗီဒီယိုပိုင်းထဲမှာဆိုရင်တချို့ paragraph ကိုဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ရှင်။